ခမီးတော်တားတော်တန်ရှမ်းတော်ဝိညာဉ်တော်ဤနာမတော်မြတ်၌အာမင်ဖျားသခင်သည်တနုနှင့်ရှိပါစေကိုရောဤဝိညာဉ်နှင့်လည်းရှိပါစေတေခြင်းကိုဘုံတော်ကောင်းတော်နဲ့ရှင်မြန်ထမြောက်တဲ့ယေရှုသခင်ရဲ့ပါစကာကောင်းကြီးတော်တန်းတုံလွမ်းကြုံနဲ့ပါစကာကာလဇောက်တာဘက်စနေနေ့ညချမ်းဖြစ်ပါစေလို့ဖာသာဦးဆောင်စုတော်မြတ်တာပူတာရင်နဲ့ နပန်ကပါစကားကာလပြင်စမဘက်တနင်္ဂနွေနေ့ဖက်ကြားထောက်ရှုရမယ်။ကျဲ300နဲ့ပတ်သက်ပြီးတော့မှအတူတူကထောက်ရှုစံသာဆက်ညံမှာဖြစ်ပါလေ။ဆိုတော့တော့ဒီနပန်ကဖာသာတို့ဖက်ကြားထောက်ရှုရမယ်။ဒီကျဲ300ကိုမသွားခင်မှာနစ်ဆန်နှစ်တိုင်းအမိကက်သလစ်သာသနာတော်ကြီးဟာပါစကားကာလ ပြင်စမဘက်ကိုကန်တာဒီဒေါ်မင်းတို့စမ်းနေလို့ခေါ်ရဲဆိုတဲ့အကြောင်းဒီလားသိရှိအောင်ပါလေကန်တာဒီဒေါ်မင်းတို့ဆိုတာဘာလို့ဆိုလိုချင်တာလဲဆိုရင်ကန်တာတဲ့ဆိုတာကတချမ်းပြီးဆိုပါချီးမွမ်းပါဒေါ်မင်းတို့ဆိုတာအရှင်သခင်ကိုလို့ဆိုလိုချင်ပါလေဆိုတော့အရှင်သခင်ကိုတချမ်းပြီးဆိုပါချီးမွမ်းပါဆိုပြီးတော့မှအော်ဒီတချမ်းပြီးဆိုပါချီးမွမ်းရမယ် တနင်္ဂနွေစတင်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲ?အခု Father တို့ဒီကျမ်းသုံးဆောင်ကိုပြန်လည်ပြီးတော့မှစန္ဒာဆင်ခြင်ပါမယ်။ဘာကြောင့်ဘို့?တော့ဒီဖရာသခင်ကိုဒီတခြင်းတီးဆိုပါချီးမွမ်းရမယ်တနင်္ဂနွေဖြစ်တယ်လေလို့ဘာကြောင့်ခေါ်ရတယ်လဲဆိုတဲ့အကြောင်းကို Father တို့အခုစန္ဒာမှာဖြစ်ပါတယ်။ဆိုတော့နတ်ဘံက Father တို့ဖတ်ကြရမယ်။ကျမ်းသုံးဆောင်က ဘုရားကျမ်းကခိုင်းလိုပဲပါစကားကာလတလျှောက်လုံးဖတ်လာခဲ့တဲ့တမန်တော်ဝတ္ထုဒုတိယကျမ်းကဂျာတိကျမ်းတတိယကဧဝံဂေလိကျမ်းလေးဆောင်တဲ့ကတန်ယောဟန်ရဲ့ဧဝံဂေလိကျမ်းစာတဲ့ကဖြစ်ပါတယ်ဆိုတော့ဒီမှာဒီကျမ်းသုံးဆောင်လုံးကဘာကြောင့်မို့ကန္တတိဒေါမိနိုစံလေးလို့နော်ခေါ်ရတလဲလို့ ဖာဒါရုစန်သာကြည့်ကြပါစို့အဲလိုစန်သာတဲ့အခါမှာဘလောက်ဆိုဖာဒါအနေနဲ့ပထမကျမ်းကိုအရင်ဆုံးစန်သာကြံမှုဒုတိယကျမ်းကိုလည်းအရင်ဆုံးစန်သာကြံမှုအေဝံလီကျမ်းကိုအရင်ဆုံးစန်သာထောက်ရှုကြပါစို့တန်ယောဟန်ရဲ့အေဝံလီကျမ်းစာရဲ့မြတ်ကိုဖတ်လိုက်တဲ့အခါမှာဘယ်အကြောင်းအရာကိုဖာဒါရုတွေ့ရတယ်လဲဆိုရင်ယေရှုသခင်ဟာသူ့ရဲ့ပြီးတော်ကြီးတွေနဲ့နောက်ဆုံးညစာစာပွဲတည်ခဲနဲ့ တော့ဒီအခင်းချင်းကိုပေါ်ပြထားတဲ့ကြာသာရီတန်ရှင်းသောကြာသာရီမိကြီးရဲ့ညပိုင်းတော့ဒီပါစကာဖွဲတော်တဲ့ခင်းနဲ့အခင်းချင်းနဲ့တော့ဒီဖွင့်လာပါတယ်အဲ့ဒီမှာယေရှုသခင်ဟာမုံငုံနဲ့ယူတယ်ယေရှုတန်နဲ့ဖဲ့ပြီးတော့မှသူ့ရဲ့တပည့်တော်ယူကိုပေးလိုက်တယ်ပြီးတော့မှတော့ဒီစပြည့်ထည့်ထားတဲ့ဖလားတော်လည်းပဲယူလိုက်တယ်တော့ယေရှုတော်ကြီးဝန်းတယ် သူတို့လည်းတိုက်တယ်အဲ့လိုလည်းလုပ်ပြီးရောချက်ချင်းမယ်ယေရှုသခင်ကိုသစ္စာဖောက်တဲ့ဂျူဒာအစ်ကာရောဟာအဲ့ဒီသူတို့မင်္ဂလာယူနေတဲ့ပြီးတော့မှဘာသာရေးအရာအင်မတန်မှကြီးမြတ်တဲ့အခမ်းအနားကိုကျင်းပနေတဲ့ဒီအခမ်းကြီးတဲကနေပြီးတော့မှကောက်ကောင်ငန်းကနဲ့ထွက်သွားလိုက်တယ်အဲ့ဒီအချိန်မှာယေရှုသခင်ဘလို့မိန်ကြားတယ်ဆိုရင် လူသားရဲ့အချိန်ကြာရောက်ပြီเนาะပြီးတော့မှလူသားရဲ့ဘုံတော်ဂုံတော်ထန်ရှားမဲ့အချိန်ကာလရောက်လာပြီလို့ယေရှုသခင်အသက်လူမျိုးမိန်ကြားလိုက်ပါတယ်เนาะဒါကြောင့်မို့လည်းပဲယေရှုသခင်ကအဲ့လိုဘုံတော်ဂုံတော်ထန်ရှားဖို့အကြောင်းဖြစ်လာပြီဆိုတဲ့အခါကျတော့ဒါ Father Root ဘာဖြစ်ဖို့လိုတယ်လဲဆိုရင် ဘုံတော့ဘုံတော့ထင်ရမယ်ဆိုတော့ပျော်စရာဘောဝမ်းသာစရာဘောကြည်နူးစရာပီတိဖြစ်စရာတာဒုခောစရာဖြစ်တယ်နော်ဒါပေမဲ့ယေရှုသခင်ဆိုလိုချင်တဲ့တာဒုခောစရာကနော် Father တို့လေးလေးနက်နက်မတွေးဘူးဆိုရင်နော်ဝမ်းနဲ့ပက်လက်ဖြစ်စရာအကြောင်းရှိပါတယ်။ဘာကြောင့်လဲ Judas Iscariot ဒီ Pasca ညစာစားပွဲတေခင်းနေတဲ့ခမ်းမဆောင်ရကနေကောက်ကငင်ကနဲ့ထွက်သွားတာက ကောင်းတော့ထွက်ခွာခြင်းမဟုတ်ဘူးယေရှုသခင်ကိုဂျူးဘာသာရေးကောင်းဆောင်ကြီးရဲ့လက်ထဲကိုထိုးအပ်ဖို့အတွက်ဒါကြံစီတဲ့တော့ကြံစီဖို့အတွက်ထွက်သွားရခြင်းဖြစ်တယ်ဆိုတော့ဒီနေရာမှာယေရှုသခင်ကသူ့ကိုနော်ဂျူဒက်စ်ကာရုတ်ကဒီဂျူးဒာဘာသာရေးကောင်းဆောင်ကြီးရဲ့လက်ထဲကိုအပ်မယ်ပြီးတော့မှသူ့ဟာထူထောင်ရိုက်နဲ့ခံရမယ်နော်ပြီးတော့ လဝကတိုင်ပေါ်မှာတန်တက်ခံရမယ်ဆိုတာကိုလည်းပဲသူသိနေတယ်။အဲ့ဒါကိုလူသားရဲ့အချိန်ခါကြာရောက်ပြီးဘုံတော်ထင်ရှားဖို့အချိန်ရောက်ပြီလို့ယေရှုသခင်အဲ့ဒါကိုဆိုလိုသလား။ဒါလည်းပါပါတယ်။ဒါပေမဲ့ဒါကြီးပဲမဟုတ်ဘူးနော်။ဒါကြီးပဲမဟုတ်ဘူး။ဘာပါလာမှဒီယေရှုသခင်ရဲ့ဘုံတော်ဂုံတော်ထင်ရှားမှုအပြည့်အဝဖြစ်သွားတယ်ဆိုရင်ပေကျန်းကနေ ရှင်ပြန်ထမြောက်မှသာလေယေရှုသခင်ရဲ့ဘုံတော်ဂုံတော်အပြစ်အဝခမီးတော်ဘုရားရဲ့ဘုံရှိတော်အပြစ်အဝကိုပေါ်ပြခြင်းဖြစ်ပါတယ်။ဒါမို့เนาะဒီအဖန်းခံရတယ်ညီမနှိမ့်သက်ခံရတယ်တေတယ်တော့လည်းမပြီးဘူးเนาะရှင်ပြန်ထမြောက်ခြင်းကိုလည်းပဲအမြဲတမ်းပဲထဲ့သွင်းပြောမှသာလေခမီးတော်ဘုရားရဲ့အလိုတော်အပြစ်အဝ လှုပ်ဆောင်နိုင်ခြင်းပြီးတော့မှယေရှုသခင်ရဲ့ချိန်ချက်တဲ့အချိန်ခါအရာဖြည့်စည်းလိုက်တဲ့အရာသူ့အတွက်သူ့ရဲ့ဘုံတော်ဂုံတော်အပြစ်အဝပေါ်ကျူးတဲ့ပေါ်ပြတဲ့နော်လားနော်ဒီအချိန်လေးမျိုးဖြစ်တယ်ဆိုတာကိုဒါပြရတယ်ဒါကြောင့်မို့လည်းပဲနော်ယေရှုသခင်ဟာဖန်ဆီးခံရတယ်ဒုက္ခခံတယ်သိတယ်ဝမ်းနဲ့ကြောင်ကောင်းတယ်ကောင်းတယ်ဒါပေမဲ့ဒါတွေအားလုံးကို အောင်နိုင်နေဆိုတာကိုဗာနဲ့တက်တည်ပြလိုက်ရတယ်ရှင်မြန်ချမ်းမြောက်ခြင်းနဲ့အဲ့ဒါတကယ်ပဲဘုံတော့ထင်ရှားတာမဟုတ်ဘူးလားအဲ့ဒါတကယ်ပဲနော်တချမ်းတီးဆိုဖို့မကောင်းဘူးလားချီးမွမ်းဖို့မကောင်းဘူးလားနော်ဂုံတော်ကိုဖော်ကျူးဖို့မကောင်းဘူးလားစမ်းသာကြည့်ပါဒါကြောင့်မို့နော်အမိသာသနာတော်ကြီးဟာပါစကာကာလပြင်စမဘက်တနင်္ဂနွေနေ့ကို ကန်တာတိဒိုမီနိုဆန်ဒေးလို့ခေါ်ရခြင်းဖြစ်ပါတယ်။ကဲဆိုတော့ဒါတော့နော်ယေရှုသခင်ရဲ့ဘဝဖာသာကိုကြည့်လိုက်တာ။ကဲနောက်တဲ့တမန်တော်ဝတ္ထုထဲမှာကြတော့ဘယ်လိုလုပ်ပြီးတော့မှဖျားသစ္စံဆိုတာလဲ။နော်ဒီတမန်တော်ဝတ္ထုထဲမှာနှစ်ပတ်ဖတ်တဲ့တမန်တော်ဝတ္ထုထဲမှာတန်ဘောလူနဲ့သူ့ရဲ့နော်တာနာပြုဖို့နော်တမန်တော်လုပ်ငန်းလုပ်ဖို့ဆောင်ဖက်ဖြစ်တဲ့ဘာနဘတ်စ်နဲ့ သူတို့တရားဒေသနာဟောကြားတဲ့အခါမှာကြားတဲ့သူတိုင်းကသူတို့ကသူတို့ကိုတခါတည်းထိုက်လိုက်လဲလဲနဲ့မကြုံဘူးနော်သူတို့ကိုရဲ့တရားသံကိုတရားဟောတာကိုကြားရတဲ့လူတချို့ယုံကြည်တဲ့သူတွေရှိတယ်ဒါပေမဲ့အဲ့ဒီမှာမယုံကြည်တဲ့သူတွေကဘသူတွေလဲအကြီးမားဆုံးအနည်းပေးတဲ့ဒုက္ခပေးတဲ့ယတနာဖန်တီးတဲ့နော်နားလည်မှုပွဲလွဲအောင်လှုပ်ဆောင်တဲ့သူတွေကဘသူတွေလဲ ဂျူးဘာသာရေးခေါင်းဆောင်တွေနဲ့သူတို့ရဲ့မိုင်းမိနေတဲ့သူတို့ရဲ့အာပေါ်မိနေတဲ့သူတို့ရဲ့ကျဲမိနေတဲ့ဂျူးလူမျိုးတွေဖြစ်ပါတယ်ဒီလူတွေကဘာလုပ်တာလဲဆိုရင်တန်ပေါ်လူနဲ့ဘာနဘတ်ဟိုယေရှုသခင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမဟောပါနဲ့လို့သူတို့ကလာပြီးတော့မှပိတ်ပနဲ့တားဆီးတယ်နောက်ရှက်တယ်ပြီးတော့မှလူတွေဦးလည်းပဲเนาะဒီလူတွေရှိမှလည်းပဲ သူတို့ရဲ့အသေးရပြက်အောင်မျိုးမျိုးလောက်ဆောင်အဲ့လိုလောက်ဆောင်တော့တန်ပေါ်လူနဲ့ဘန်နဘတ်ဆိုတာစိတ်ပြက်လက်ပြက်နဲ့လက်မှန်ချပြီးတော့မှအဲ့လိုနေလိုက်တယ်လားမနေဘူးပြီးတော့မှတော့သူတို့ဟာစိတ်ထိခိုက်ပြီးတော့မှတော်ပြီးမတို့လောက်တော့ဘူးလို့အဲ့လိုစွန့်ပြက်ပြီးမှသွားခဲ့တယ်လားမသွားဘူးနော်ယေရှုသခင်တော်ကရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်မှာနော်ဒီ သုံးနဲ့သုံးဖို့တရားဒေသနာဟောကြားတဲ့အခါမှာလူတွေရဲ့ဟာလားနော်ဒီဂျူးဘာသားကြီးကောင်းဆောင်တွေရဲ့တိုက်ကန်ထိုးနဲ့ပြစ်တဲ့ဝေဖန်ကြောက်တောနာမျိုးတွေအမျိုးမျိုးခံရရတယ်ယေရှုသခင်လက်ညှိုးဆုံးပြီးလာအပေးဘူးယေရှုသခင်အဖမ်းခံရတယ်သူစိတ်ပြက်လာမပြက်ဘူးသူညမနေစက်ခံရတယ်စိတ်ပြက်လာမပြက်ဘူးနော်သူလဘာကက်တိုင်ပေါ်မှာတန်တက်ခံရတယ်သူစိတ်ပြက်လာမပြက်ဘူးဘာကြောင့်လဲ နောက်ဆုံးသူကရှင်ပြန်ထမြောက်တယ်ဒါကိုတန်ဘောလူနဲ့နောက်ဘန်နဘတ်စတိုကကောင်းကောင်းလေးသိကြတယ်ကောင်းကောင်းလေးမြင်နာတယ်ကောင်းကောင်းလေးယုံကြည်တယ်ဒါကြောင့်မလို့သူတို့အနေနဲ့အခုတွေ့ရတယ်ဒီနောက်လူတွေရဲ့တိုက်ကြိုက်ဒိုးနှံမှုတွေနောက်မလို့မအားလားနော်မလို့တမလှုပ်ဆောင်မှုတွေနော်သူတို့ကိုအနောက်ရပေးတာတွေမြန်မာနိုင်ငံတာတွေချိန်ချောက်တာတွေဒါတွေအားလုံးကိုသူတို့ကမမှုဘူးဘာကြောင့်လဲ ဒါတွေအားလုံးကငါတို့တနေ့နိုင်ရမယ်ဆိုရင်အဲ့ဒီအသိစိတ်တို့မှာရှိတယ်။ဒါကြောင့်မလို့เนาะဒီအေဝံဂေလိတရားယေရှုသခင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခေါ်ကြလို့လူတွေတို့လာပြောတဲ့ခါမှာတို့စိတ်မပြတ်ဘူး။เนาะတို့ကအကောင်းဆုံးလက်ခံတယ်။အဲ့လိုလက်ခံခြင်းဟာဖရာသခင်ကိုချီးမွမ်းတာဖရာသခင်ကိုရဲ့ဂုဏ်တော်ကိုပေါ်ကျူးတာဟဲ့လားเนาะတခြင်းတီးဆိုခြင်းဖြစ်ပါတယ်။ကဲဒီလိုဟဲ့လားเนาะ ဒုက္ခမျိုးမျိုးကိုခံခဲ့လို့ဒုက္ခမျိုးမျိုးကိုခံပြီးတော့မှတော့ဒီလောကတတကိုချက်တန်းတွာပြီးတာနဲ့ယေရှုသခင်ကတေခြင်းကနေရှင်ကြံချောက်ပြီးကောင်းကင်ဘုံကိုပြန်တက်သွားတော့ဘဝသွားပြီးတော့မှဆန့်လာတယ်။သူ့ရဲ့နေရာမှန်လူမှန်ဖြစ်တဲ့ခမီးတော်ကြားရဲ့လက်ရောက်တော့မှတွာပြီးတော့မှဆန့်တယ်။ဆိုတော့ယေရှုသခင်ကိုတော်ဝင်ယုံကြည်တဲ့ယေရှုသခင်ရဲ့နောက်လိုက်တပည့်တပန်းတွေအတွက်ကရောဘလို့ နော်လားဒီဘုံတော်ဂုံတော်ခံယူရရှိမလဲဆိုတော့ဒီဂျာတိတ်ကျန်ထဲမှာဗာကြားတယ်လဲဆိုရင်ဒုက္ခမျိုးမျိုးယေရှုသခင်ရဲ့တရားတော်ကြောင့်ယေရှုသခင်ရဲ့နိုင်ဆိုင်ကြောင့်ယေရှုသခင်ရဲ့ကြံ့ဆန်ကြောင့်မလို့ဟဲ့လားနော်ယေရှုသခင်ကြံ့ဆန်ကြောင့်မလို့ဟဲ့လားနော်ဒီဒုက္ခမျိုးမျိုးကိုခံတမ်းပြီးတော့မှကြော်ပြတ်သွားတဲ့သူကဘာလို့မှလဲကောင်းကျင်တဲ့ညီကြီးတစ်ကို ဖူးတွေ့ရလိမ့်မယ်ဆိုတဲ့အကြောင်းလာတော့ကောင်းငင်သက်မြေကြီးသက်ကိုဖူးတွေ့ရလိမ့်မယ်ဆိုတဲ့အကြောင်းဆိုတော့ပါတယ်ကဲဒီနေရာမှာကောင်းငင်သက်မြေကြီးအသက်လူဆိုတဲ့နေရာမှာ father root ဟလာတော့လောကမှာနေတဲ့ချိန်မှာတော့သူများရဲ့မုခရည်တောက်တယ်တခါလေကြရင်တခါတလေကြရင်ကိုယ်လည်းပဲမုခရည်တောက်ကြရလိမ့်ရှိတယ်ဒါပေမဲ့တော့ကောင်းငင်သက်မြေကြီးသက်မှာဘသူကမှမုခရည်တောက်တာမျိုးတွေမတွေ့ရဘူး ်ဘသူကမှတရားတော်ကိုတွေးပြီးတာမရှိဘူးဘသူကမှเนาะဒီတရားတော်ကိုညှင်းဆန်တာနှိပ်စက်တာเนาะမရှိဘူးဒါကြောင့်လည်းညီကြီးတဲ့ကောင်းရင်တဲ့စိတ်တဲ့ကိုယ်တဲ့လူတဲ့အမြင်တဲ့အတွေ့အသက်ခံယူချက်တဲ့ချက်ပါပြီဆိုတော့เนาะအဲ့ဒီလိုမျိုးအဲ့အရာရာအားလုံးအသက်ကျသွားတဲ့အခါမှာ father တို့လောကမှာရှိနေတဲ့ချိန်တုန်းကရှိခဲ့တဲ့ ဒုက္ခခံခြင်းသူ့များရဲ့ဝေဖန်တိုက်ခိုက်ဒုနဲ့ခြင်းစတဲ့ဒီလိုအခြေအနေမျိုးတွေအားလုံးကိုပါပြတ်သွားပြီလေအောင်မြင်သွားပြီလွန်မြောက်သွားပြီဒါเนาะတခြင်းတပြောပြောဆိုပြီးတော့မှတခြင်းတကြောကြောဆိုပြီးတော့မှเนาะ father တို့เนาะဒီလက်ခမောင်းခတ်ပြီးတော့မှเนาะဥကိုမော့အရင်ကိုကော့ပြီးတော့မှတွားတက်တဲ့အခြေအနေမဟုတ်ဘူးလားဆိုတော့စမ်းလာကြည့်လိုက်ပါဒါကြောင့်မလို့အမိ သာသနာတော်ကြီးဟာဒီပါစကာကာလပြင်စမအဘက်ကိုကန်တာတိဒေါ်မီနိုဆန်နေလို့เนาะခေါ်ရခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဖာဒရုနဲ့တင်ယူရမှာကဒုက္ခကြောင့်လာရင်လူတွေနည်းနည်းလေးတော့မခံကြဘူးဟုတ်လားတခါလေကျရင်အဲ့ဒုက္ခတွေအလုံးကကိုယ်ကြောင့်ဖြစ်လာတယ်ဆိုတာကိုသိသိရနေเนาะအဲ့ဒုက္ခကိုနည်းနည်းလေးဖာဒရုပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီဆိုတာနဲ့ဖះကငေါ့မချစ်ဘူးငေါ့မကြည့်ဘူးငေါ့မစောင်းချောက်ဘူးလို့အတင်းပြောတော့တာပဲပြီးတော့မှညီးတာညီးတာပြီးတော့မှသူတို့ဘာပေါ်မှာလည်းပဲနော်ဒီစိတ်တက်တွေနော်ဒီအပြတ်လာပြီးတော့မှနော်စိတ်တွေအလားနော်ဒီရင့်သီးလာပြီးတော့မှသူညာကိုနော်ဆဲတာပြုတ်တာတွေဆဲတာဆိုတာတွေလောက်လာကြတယ်ဒါရီဟာတကယ်တော့ ပြောမယ်ဆိုရင်ဘုန်းတော်ကောင်းတော်လားမဟုတ်ဘူးဒါရီအားလုံးကို Father တို့ဟာအကောင်းဆုံးခံနန်းတယ်เนาะဆဲဆိုပြီးတော့မှခံနန်းလည်းပဲဒီယောဂောင်ခံနန်းရတာပဲเนาะစိတ်နှလုံးနူးညံ့သိမ့်ဝိစွာနဲ့မြတ်တာထားပြီးတော့မှဒီယောဂောင်ကို Father တို့ခံနန်းနေဆိုလည်းပဲခံနန်းရတာပဲခံနန်းရတာချင်းအတူတူအကျိုးရှိအောင်ခံနန်းတာ Father တို့အတွက်เนาะဒီဘုန်းတော် ထင်ရှားစေမဲ့ဟဲ့လားနော်ဖရာသခင်ချင်းချက်တဲ့ချိန်မှာဘုံတော်ထင်ရှားစေမဲ့အခြေအနေဖြစ်တယ်ဆိုတော့သိရှိခြင်းအပြင်ဖာသာတို့ကြောင့်တိုက်နေရတဲ့ဒီအရာတွေအားလုံးကိုဖာသာတို့အနေနဲ့ဟဲ့လားနော်ဒီခံတန်းနိုင်တဲ့ခွန်အားကျေးဇူးတော်ကြီးရရှိဖို့အဲ့လိုခံတန်းနိုင်တယ်လို့ပြောတဲ့အခါမှာသူများကိုမတရားကဥတော်ဘူးဒီတိုင်းပဲခံဖို့တော့မဟုတ်ဘူးပြောစရာရှိတာကိုပြောရမယ်ဒါပေမဲ့ပြောလိုက်တဲ့ဒီအကြောင်းအရာဟာ နော်ပြောသူလည်းပဲအပြစ်တက်တယ်ကြားသူလည်းပဲဒေါသဖြစ်ကြတယ်ဆိုတော့အဲ့ဒီအခြေအနေမျိုးမဖြစ်ဖို့အရေးကြီးတယ်နော်ဆိုတော့ father တို့အနေနဲ့ဒီတန်အပါစတာကလာပြင်စမဘက်ကိုကန်တန်တီဒေါမီနိုဆန်နီလို့ခေါ်တယ်လို့ပဲ father တို့ရဲ့ဘဝမှာ တွေ့ကြုံရတဲ့ဒီအခြေအနေတွေအားလုံးကိုစိတ်ကောင်းနှလုံးကောင်းနဲ့ဖြူစင်တဲ့စိတ်နဲ့စိတ်နဲ့အရာရာကိုဖျားဟုတ်ကက်လူပဲဖျားဟုတ်အနံ့နေဆိုတဲ့အဲ့ဒီစိတ်နဲ့ father တို့ခံနေနေဆိုရင် ်ဖာဒရီရဲ့ဒုက္ခလည်းပဲပေါ့သွားမယ်ညော့သွားမယ်နေသွားမယ်တည်သွားမှာပါဆရာသခင်ဒီတနုံနေရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေအလုံးစုံကိုတက်နိုင်အောင်တော့ခမီးတော်တာတော်တန်ရှင်းတော်ဝိညာဉ်တော်ဖျားဤနာမတော်မြတ်နိုင်ကျွန်တော်လက်တင်ခြင်းနဲ့၎င်းဖျားဤတန်ရှင်းတော်မယ်တော်မာရီယာလေရောကြော်စောသောခင်မောနတန်စုစေ တရားတမန်ပေါင်းသူတော်သူမြတ်ပေါင်း prophet ပေါင်းတရားတော်ကြောင့်သင်ခန်းတော်သူပေါင်းကိလသည်ပေါင်းယန္နာပေါင်းတို့တောင်းလျှောက်ပေးခြင်းဖြင့်၎င်းတင်တို့၌နတ်ဆိုး၏တကိုယ်သက်သည့်ရှင်သမျှနှင့်ယောဂဗေဒပေါင်းအထူးသဖြင့်မတရားအကြံပြတ်ပစ္စစမိတ်စာတို့ပြည်နေဉ္စအနေဆက်ချင်းကြောင့်တက်ရှုပ်ပြီးခွဲရုပ်မှာပတ်ဆက်မှုများမိဘနေပြီးရေပြီးစက်ပြေးတဘာဝပေးလူပန်ဤသောဘေးရန်ခသိန်းတို့မှာကင်းဝေးကြရပါစေသောအာမင် ပြည်သူတည့်ရလုံးမအောင်ရင်တော့ရေးတော့ပေါ့မဟုတ်ကြအေးခဲအမြင်အမှန်အောင်လို့အောင်ရမယ်အောင်လေအောင်နေပြီလာကြတူတူရောက်ကြဆိုနောက်ဆုံးလှိုင်းအင်ဂျန်လှိုင်း